ကုအပိုင်း74တော့ကျွန်တော်တို့ WLC scatter charge ကနေပြီးတော့ကျွန်တော်တို့ကဟုတ်နော် data wrap အကြောင်းကျွန်တော်တို့ graph တွေမှာလုပ်တဲ့ခါကျရင် graph တွေဆိုတဲ့ခါကျရင်ကျွန်တော်တို့ဟို data wrap ကိုရှင်းလင်းပြောပြတော့မှာဖြစ်ပါတယ် data wrap ဆိုတာပါလေဆိုရင်ကျွန်တော်တို့ graph ဆိုတဲ့အချိန်ကျရင် လွန်ခဲ့တဲ့အခန်းတွေမှာသာပြောတော့ကျွန်တော်တို့ x ဆွဲတယ် xy when you ထားပြီးတော့ဆွဲတယ်ပြီးတော့တဲ့ခါကျတော့အဲ့ဒီ xy when you ထဲမှာရှိတဲ့ point တွေကို scatter point တွေကိုကျွန်တော်တို့ကဘောနော်အမည်နာမ data နဲ့ group ဖွဲ့တယ်အဲ့ဒီထဲမှာမှထပ်ပြီးတော့ question စိတ်ပြတယ်ဆိုတော့ကျွန်တော်တို့ graph တစ်ခုထဲမှာပဲတွားပြီးတော့ question စိတ်ပြတယ် ဆိုအဲ့ဒီကနေပြီးတော့တဲ့ခါကျတော့မှကျွန်တော်တို့ကဒီနေ့ iris data မှာဆိုရင်ကျွန်တော်တို့ hy ရရှိတယ်ပြီးတော့တဲ့ခါကျတော့မှကျွန်တော်တို့က species နဲ့ tag ခွဲလိုက်တဲ့ခါကျတော့အဲ့ဒီ graph အသွင်းမှာကိုပဲဟိုသူကအယောင်၃ယောင်ဖြစ်သွားတယ်အယောင်၃ယောင်ဖြစ်သွားတယ်ဆိုတော့၃ခုလုံးကအဲ့ဒီ graph တစ်ခုထဲမှာဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့က ေါ့နော် data မှာအမြင်နာမ data တစ်ခုထဲနဲ့ပဲခွဲခြမ်းစိတ်ဖြာတာဖြစ်လို့ဒါကတိတ်ပြီးတော့မရှုပ်ဘူးဒါပေမဲ့ကျွန်တော်တို့အမြင်နာမ data တွေအရင်များလာတဲ့အချိန်မှာဆိုရင်ဒီ categorical data ပေါ့နော်အဲ့ဒါတွေအရင်များလာတဲ့အချိန်ကြရင်ကျွန်တော်တို့ graph တစ်ခုထဲမှာပဲကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအရင်ကြီးပြတ်သိပ်တယ်လို့မျိုးဖြစ်သွားလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းအင်းကြည့်လို့ရရအောင်လို့အတွက်ဆိုရင်ကျွန်တော်တို့ စပယ်လနဲ့စပယ်ဝတ်တဲ့ xy ထားပြီးရတဲ့ခါကျတော့ကျွန်တော်တို့ species အမည်နာမ data ကိုကျွန်တော်တို့ edit data wrap ထဲမှာထည့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့က species တုံးခုရှိတယ်ဆိုရင်တစ်ခုချင်းစီကို graph တစ်ခု like သူကပေါ်ပြပေးခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမည်နာမ data တစ်ခုထည့်တယ်ဆိုရင်အဲ့ဒီအမည်နာမ data ထဲမှာပါဝင်တဲ့ category ပေါ့နော် speech ဥမာ iris မှာဆိုစတိုစာတို့ vaginica တို့ fascinica အသုံးခုရှိရင် graph 3ခုထွက်လာမယ်ကျွန်တော်တို့5ခုရှိတယ်ဆိုရင် graph 5ခုထွက်လာမယ်ဆိုတော့ပုံတပုံလေးထဲကိုပဲကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြည့်လို့ရရအောင်အတွက်ကျွန်တော်တို့က data graph ပေါ့နော် ကျွန်တော်တို့ graph ကိုခွဲလိုက်တယ်လို့မျိုးကျွန်တော်တို့ကြည့်လို့ရအောင် ဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီနေ့ကြည့်ကြည့်မှာဖြစ်တယ်ဆိုတော့ ဒီကနေ့အခါမှာဆိုရင်လည်းကျွန်တော်တို့ကဟုတ်နော် XML data သုံးလဲရတယ်ဆိုတော့ကျွန်တော်တို့ real data ပေါ့နော် ကျွန်တော်တို့ iris data ကိုပဲသုံးမယ်ကျွန်တော်တို့ data နဲ့ဘယ်လိုတင်လို့ရလဲဆိုတဲ့ဟာမျိုးကို ကြည့်မယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော် real data ဆိုတော့ဒီမှာ browse တာမယ်ပြီးတော့တဲ့ခါကျရင် ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ data iris ပေါ့နော် iris ဆိုတဲ့ဟာလေးကိုရှာလိုက်မယ် ပြောရခါကျရင်ဒီမှာ iris.csv ဆိုတဲ့ဟာလေးရှိတယ်။အဲ့ဒီဟာလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်မယ်။ဒါနှိပ်ပြီးသွားပြီဆိုရင်ဒီနီးအဖြစ်ကျွန်တော်တို့ data တင်လို့ရတယ်။ဆိုတော့ကျွန်တော်တို့ဒီ real data မှာတင်တဲ့ iris နဲ့ကျွန်တော်တို့ xml data မှာရှိတဲ့ iris ကအတူတူပဲဖြစ်ပါတယ်။ဆိုတော့ဒါကကျွန်တော်တို့အပြင်ကကိုယ်ဖုန်ထဲမှာရှိတဲ့ data ဘယ်လိုတင်လို့ရမလဲဆိုတဲ့ဟာကိုဖော်ပြခြင်းဖြစ်တယ်။ ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ထုံးစံနိုင်မယ်ကျွန်တော်တို့ craft တစ်ခုတည်ဆောက်လိုက်မယ်ကျွန်တော်တို့ eight spin ရိုးကို ကျွန်တော်တို့စိတ်ကြိုက် spell with ထားလိုက်မယ် wire ရိုးကိုကျွန်တော်တို့က peter with ထားလိုက်မယ်ပြီးတော့လည်းခကြရင် ကျွန်တော်တို့က the graph ကို run လိုက်မယ်ရန်လာရင်ကျွန်တော်တို့ဒီလိုပုံလေးထွက်လာမယ်ဆိုတော့ ဒီပုံကနေပြီးတော့ကျွန်တော်တို့အရင်ခန်းမှာဆိုရင်ကျွန်တော်တို့ကပါလို့တာလေဆိုရင်ကျွန်တော်တို့ 3D ပေါ့နော်နောက်ထပ်အကြောင်းသေးတာတစ်ခုကျွန်တော်တို့ထည့်တယ် species ကျွန်တော်တို့ထည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီလိုလိုမျိုးပုံလေးထွက်လာမှာဖြစ်တယ်ဆိုတော့ဒီဟာလေးကိုမှကျွန်တော်တို့က ဒီနောက်ခံ background gray ကိုပြောင်းချင်တယ်ဆိုရင်ဒါဒီနောက်ခံအကြောင်းကိုနှိပ်လိုက်မယ်ကျွန်တော်တို့က minimal ပေါ့နော်အနည်းဆုံးပုံစံမျိုးဆိုတော့ဒီမှာဆိုရင်ဒီလိုမျိုးပုံလေးရရှိသွားအောင်ဖြစ်တယ်ဆိုတော့ဒါကအရင်တော့ကကျွန်တော်တို့ဖော်ပြထားတဲ့အတိုင်းပဲသူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ HCY ရဲ့တန်ဖိုးမှာ ကျွန်တော်တို့အကြောင်းဒေတာတစ်ခုထည့်လိုက်တဲ့ခါကျတော့ဒီလိုမျိုး၃ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရှင်းလင်းမျှဝေပေးမယ့်အခန်းအပိုင်းကတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ wrap data ပေါ့နော် data graph တွေကိုတပြိုင်နက်ထဲကြည့်မယ်ဆိုတော့ဒီနေ့အပိုင်းမှာတော့ကျွန်တော်တို့ wrapping data ဆိုတော့ဒီဟာလေးမှာကျွန်တော်တို့ကဒီ data ထဲမှာပါပါမယ်ဆိုတော့ categorical data အမည်နာမ data ပဲပါမယ် ဆိုတော့ကျွန်တော်တို့ရဲ့ data ထဲမှာပါရိပဲရှိရှိသူကအမည်နာမ data တစ်ခုပဲပြမှာဖြစ်တယ်ဆိုတော့အမည်နာမ data ကကျွန်တော်တို့ iris ထဲမှာ data species ဆိုတဲ့ဟာလေးရှိတယ် species colon name ပေါ့နော်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ်ပြီးွားရင်ဒါကျွန်တော်တို့ပြန်ရင်တော့ run လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့သိရတဲ့အတိုင်းပဲဒီဟာက ူကဒီမှာကမ်းမြူစစ်နည်းနည်းရှက်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒီဟာလေးကိုကျွန်တော်တို့ create တိုင်းပဲပြန်ထားလိုက်မယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့ပြန်ရင်တော့ run လိုက်မယ်ဒီဟာကိုကျွန်တော်တို့ကဒါတပုံသေးလို့ပဲထင်ကောင်းထင်မယ်ဒါပေမဲ့တကယ်တမ်းမဟုတ်ဘူးကျွန်တော်တို့ graph တုံးခုအပြိုင်ဖြစ်နေတယ်ဆိုတော့ဒီမှာသူရှိရတိုင်းမှာဒါက grab တုံးခုအပြိုင်ဖြစ်တယ်ဆိုတော့သူကဒီအနေထားမှာကဘယ်လိုမျိုးလဲဆိုရင် x တန်ဖိုး x တန်ဖိုးတွေကမတူဘူး x ဝင်ရိုးတန်ဖိုးတွေကမတူဘူးဒါပေမဲ့ y ဝင်ရိုးတန်ဖိုးတွေကတူတူပဲဖြစ်တယ်ဆိုတော့ grab တုံးခုကို သူကအပြိုင်ပြထားခြင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ download လုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရမယ်ဒါပေမဲ့ကျွန်တော်တို့ download မလုပ်ပဲနဲ့နောက်တစ်ခါကျွန်တော်တို့လုပ်လို့ရသေးတယ်ဆိုတော့ကျွန်တော်တို့ဒီလိုလိုမျိုးတိဆောက်နေတဲ့ scatter charge ပေါ့နော်ဒီ scatter charge တွေကို ျွန်တော်တို့တိဆောက်နေလမ်းညွှန်နေတကွာချူတူရီရနေတကွာကျွန်တော်တို့လွတ်လပ်ကူကူဖုံငန်းနေရတိဆောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ဟိုဘောနော်ကိုရင်ကိုချက်မတိဆောက်ချင်ဘူးကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static block ပုံတိဆောက်ခြင်းမှာကျွန်တော်ပုံနှစ်ပုံ900ကျပ်နှုန်းပုံအတိ9ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ကနာကပြထားတဲ့ dynamic block ပေါ့နော်ကျွန်တော်တို့ ဟို highlight တွေပေးတယ်ကျွန်တော်တို့လိုတိုလို search လို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျပ်နဲ့ပုံရှင်3ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ဒီ YouTube comment Facebook အဲ messenger ကနေပြီးတော့ WH education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ gmail.wlseducation@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ်မိမိဆောင်ရွက်လို့တော့ data နဲ့အတူပေးပို့ပြီးတော့ကျွန်တော် service အနိုင်ပါတယ်။ဒါကကျွန်တော်တို့ဟောနော်အလျားလိုက်စီထားခြင်းဖြစ်တယ်။ကျွန်တော်တို့ဒါကျွန်တော်တို့ထောင်လိုက်စီလိုက်မယ်။ vertical thread ကိုကျွန်တော်နှိပ်လိုက်မယ်။ဆိုရင်ပြီးတော့ဒါကျွန်တော်တို့ brand ပြန် run လိုက်မယ်။ ဒီမှာဆိုရင်သူရှိရတိုင်းမှာဒါဆိုရင်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသူရှိရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဘောနော graph တစ်ခုထဲက category တွေကို ကျွန်တော်တို့တက်တက်စီဆွဲထုတ်လိုက်တယ်တက်တက်စီဆွဲထုတ်လိုက်တယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့က data graph ပေါ့နော်ခုနကလိုမျိုးတပုံထဲမှာမှုတ်တော့ဒါဆိုရင်ဒါကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဟာကကျတော့ကျွန်တော်တို့ down light စီလိုက်တဲ့ချိန်ကျတော့ x win yo က x win yo ကတန်ဖိုးတွေက တစ်ခုတည်းဖြစ်သွားပြီးတော့ why when you are တန်ဖိုးရရမတူဘူးဖြစ်သွားတယ်ဆိုတော့ဒါကကျွန်တော်တို့ကဒီမှာပေါ့နော်ဒီဟာကဒီလို graph မျိုးရရှိပါတယ်ဒီနေရာမှာကျွန်တော်တို့နောက်တစ်ခုကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးဘေးနားမှာဘေးနားမှာအကွက်တွေကျန်နေတာမျိုးမဖြစ်ချင်ဘူးဆိုတော့ဒါကသူကဘယ်လိုမျိုးသဘောတရားမျိုးဖြစ်လဲဆိုတော့ကျွန်တော်တို့ကဟောနော်ဒီ၃ပုံလုံးကိုဟို တန်ဖိုးပေါ့နော် x value y value fix လောက်ထားရယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီ၃ပုံလုံးအတွက်ကို x ပင်ရောက2.0ကနေပြီးတော့4.5ဒီပုံစံတိုင်းပဲပြီးတော့ခါကျတော့ y ဝင်ရောကလည်း0ကနေပြီးတော့2.5တူတူပဲဆိုတော့အဲ့လိုလိုမျိုးထားထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ point ကဒီလိုလိုမျိုးလေးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ point ကိုအပြည့်မြင်ချင်တယ် scale လေးပဲ flexible လေးလုပ်ပြီး ဆိုရင်ကျွန်တော်တို့လုပ်လို့ရတယ်ဆိုတော့ ဒီမှာ free scale ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မှာအဲနှိပ်ပြီးသွားဆိုရင်ဒါကျွန်တော်တို့ render block ဆိုတဲ့ဟာလေးကိုပြန်နှိပ်လိုက်မှာဒီမှာဆိုရင်တွေ့ရှိရတိုင်းပဲဒါဆိုရင် ကျွန်တော်တို့ scale က free scale ဖြစ်သွားပြီဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ပေါ့နော်တန်ဖိုးကိုကျွန်တော်တို့ဒီတိုင်းမျက်မှန်တန်းကြည့်ပြီးတော့ ပြောလို့ရတယ်ဆရာအတိမဆိုရင် virginica species မှာကကျွန်တော်တို့က sepal width ကဘလောက်လောက်ထိရှိမလဲဆိုရင်3.5 3.5 3.75ကျော်လောက်ထိရှိမှာပြောတော့တဲ့ခါကျရင်ဒီမှာ vascular မှာကျတော့သူကဒါကကျွန်တော်တို့ဒီမှာ3.5မကျော်3.5မကျော် စပယ်ဝစ်အများဆုံးမှာကကျွန်တော်တို့ကဒီမှာစစ်တုစာမှာသူရှိရတယ်ကျွန်ဆိုတော့ကျွန်တော်တို့ဒီအောက်ကတံပိုးတွေကိုကျွန်တော်တို့တိတိချာချာကြည့်လို့ရတော့နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါက data wrap ဖြစ်တယ်ဒါကကျွန်တော်တို့ free scale နဲ့လောက်ထားတဲ့ data wrap ဖြစ်တယ်ပြီးတော့ခါကျတော့ကျွန်တော်တို့အရင်အခန်းမှာ ရှင်းလင်းခဲ့တယ်လို့မျိုးပဲကျွန်တော်တို့ဘောနော် model line ထည့်ပြီးတော့လည်းကျွန်တော်တို့ပြန်ကြည့်လို့ရတယ် ဆိုတော့ကျွန်တော် model line ထည့်ပြီးတော့လည်းကြည့်လို့ရတယ်ဆိုတော့ဒီမှာဆိုတာ model line ကျွန်တော်ထည့်လိုက်မယ်ပြီးတော့တဲ့ခါကျရင်ဒါကိုကျွန်တော်တို့ run လိုက်မယ်ဒီမှာဆိုရင်သူရှိရတိုင်းပဲဒါကျွန်တော်တို့ model line ထည့်ပြီးွားပြီဖြစ်ပါတယ်ဆိုတော့ဒါက ဒီနေ့အဖြစ်ကျွန်တော်တို့ပုံတပုံထဲမှာစုပြီးတော့မြားတွေပြည့်နေမှာပါတယ်အဲလုံနေမဲ့အစားကျွန်တော်တို့ပုံတပုံချင်းစီကနေတော့ရှင်းရှင်းလင်းလင်းဒီလိုလိုမျိုးကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံကိုရပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ download လုပ်ချင်တယ် download လုပ်ချင်တယ်ဆိုရင်ဒီမှာ download မလုပ်ခင်ကျွန်တော်တို့ပုံကိုအရင်ကြီးပြဲကားနေတာမျိုးမလုပ်ချင်ဘူးဆိုရင် ဒီဟာကကျွန်တော်တို့ download ကကျွန်တော်တို့အရှေ့လိုက် download ပေါ့နော် download နေရာယူတယ်ကျွန်တော်တို့အလျားလိုက်နေရာမယူဆိုတော့ဒါကြောင့်ကျွန်တော်တို့အကျယ်ကိုကျွန်တော်တို့ short လို့ရတယ်ဆိုတော့အကျယ်ကိုကျွန်တော်တို့က shit လမလောက်ပဲထားလိုက်မယ်ပြောတော့တဲ့ခါကျရင်အမြင့်အမြင့်ကိုကျွန်တော်တို့အမြင့်ကများတာဖြစ်တော့အမြင့်ကိုကျွန်တော်တို့10လမလောက်ထားလိုက်မယ် ပြောရတဲ့ခါကျရင်ကျွန်တော်တို့က render block လုပ်လိုက်မယ်ဒီမှာတော့အပြောင်းလဲမရှိဘူးဆိုတော့ကျွန်တော်တို့ကပြောရရင်ပုံတီတောင်းလို့လုပ်လိုက်မယ်မဆိုရင်တောင်းလို့လုတ်ပြီးသွားပြီဆိုရင်စာသားလေးပေါ်လာမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က my file ကိုသွားမယ် ဆိုတော့ဒီမှာကျွန်တော်တို့ myfi download file manager စီကိုသွားမယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ internet storage တဲ့ကိုဝင်မယ်ကျွန်တော်တို့ရဲ့ပုံက static block ဖြစ်တယ် static block အောက်ဆုံးမှာဒါကျွန်တော်တို့ဒီမှာဒီပုံလေးဖြစ်တယ်ဒီဟာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်ဒါသူရှိရတိုင်းပဲကျွန်တော်တို့ဒီမှာဒါရှင်းရှင်းလင်းလင်းသူရှိရရပဲဖြစ်ပါလေ။ ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ကောင်းစင် ကောင်းစင်လေးတွေကြုံရတယ်ဆိုတော့ကောင်းစင်လေးကိုတိတိကျကျပြန်ရင်တော့ပေါ်ချင်တယ်ဆိုရင်ခုနက download page site မှာကျွန်တော်တို့ဒီအနံကိုကျွန်တော်တို့ချဲလိုက်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ဒီကနေ့ရှင်းပြတဲ့ data wrap ပဲဖြစ်ပါတယ်ဆိုတော့ဆိုဒီနည်းအဖြစ် ကျွန်တော်တို့က data ကိုဟို wrap ကျွန်တော်တို့ဘာနော် graph တစ်ခုထဲမှာရှိတဲ့အမည်နာမဒေတာတွေပါတယ်ကျွန်တော်တို့စုပြုံနေတဲ့ဟာတွေကိုဒီလိုမျိုးခွဲခြံစိတ်ဖြာပြီးတော့ကျွန်တော်တို့ရှင်ကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီလို downline မဟုတ်ပဲနဲ့အလျားလိုက်ပဲကျွန်တော်တို့ run ပြီးတော့ပုံကို download လုပ်ကြည့်မယ်ဆရာသားကကျွန်တော်တို့ထောင်လိုက် ဆိုတော့ဒါကဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေလဲဆိုရင် ကျွန်တော်တို့ကဒါ free scale လောက်ထားပေးလို့ဖြစ်တယ်ဆိုတော့ကျွန်တော် free scale ကိုပြန်ပြီးတော့ဖြုတ်လိုက်မယ်ပြောတော့တဲ့ခါကျရင် ကျွန်တော်တို့ download page site ကိုလည်းကျွန်တော်တို့ကခေါင်းစဉ်မှာပါချင်တယ်ဆိုရင်ကျွန်တော်တို့နည်းနည်း15လောက်မှလောက်ထားလိုက်မယ်ပြောတဲ့ခါကျရင်လည်းအမြင့်အမြင့်ကိုလည်းကျွန်တော်တို့ကအမြင့်ကိုကျွန်တော်တို့နည်းနည်းလေးပဲထားလိုက်မယ် ုံမှန်တိုင်း9.6တော့ပဲထားမယ်ပြောခကြရင်ဒါပြန်ပြီးတော့ run လိုက်မယ်ဒီမှာဆိုရင်ဒါဆိုရင်ဒီဟာကဒီ3ခုပေါင်းလိုက်ကျွန်တော်တို့ပုံတပုံရောက်အောင်มาဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒါ graph 3ခုရှင်ပြီးတော့ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ scale တွေက ပြန်ရင် fix လုပ်လိုက်ဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့က download လုပ်လိုက်မယ်ဘယ်လိုပုံမျိုးရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်တော့ဆိုရင် မှာဆိုရင်ဒါ static block ပြပြီးဆိုတော့အဲ့ဒီပုံကိုပဲကျွန်တော်တို့ပြင်ရင်တော့သွားရှာမယ်ဒီမှာ static block ပဲနှိပ်လိုက်တယ်နောက်ဆုံးပုံဒီမှာဆိုရင်ဒါဒီဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာဆိုရင်သူရှေ့အတိုင်းပဲကျွန်တော်တို့ရဲ့ပုံလေးထွက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင် download မှာဆိုရင် ကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့ရှိရပါတယ်ဆိုတော့ဒီမှာဆိုသူရှေ့အတိုင်းပဲကျွန်တော်တို့ရဲ့ဒါ data wrap ပဲဖြစ်ပါတယ်ဆိုတော့ ဒီနည်းအားဖြင့်ကျွန်တော်တို့ပုံတွေကိုဘေးတိုက်ဖြစ်ဖြစ်အပေါ်အောက်ဖြစ်ဖြစ်တပုံထဲမှာပြုတ်သိမ့်နေမဲ့အစားကျွန်တော်တို့ပုံကိုရှင်ပြီးတော့စကေးတူတွေဖြစ်စေ စကေးမတူဘဲနဲ့ဖြစ်စေကျွန်တော်တို့ရှင်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စကေးတူတူနဲ့ကြည့်မယ်ဆိုရင်ဒီပုံနည်းအားဖြင့်ကျွန်တော်တို့စကေးတူတူပေါ့နော်စကေးကို fix လုပ်ပြီးတော့ကြည့်မယ်ဆိုရင်အဲသူကဘယ်လိုမျိုးပြန့်နှံ့ပုံလဲဆိုတာကိုကျွန်တော်တို့သိနိုင်မယ် ဆိုကျွန်တော်တို့နောက်တနေ့အပိုင်းမှာတော့ကျွန်တော်တို့ဒီနီးပဲ wrapping data ပဲကျွန်တော်တို့နည်းနည်းကြီးတဲ့ data ကျွန်တော်တို့အမည်နာမ data များတဲ့ data empty car နဲ့ကျွန်တော်တို့ပြုတ်လောက်တော့မှာဖြစ်ပါတယ်ဒီနေ့ပိုင်းကတော့ဒီလောက်လောက်ပါပဲ